စလုံးကအကြိုက်တူတာတခုရှိတဲ့ပြောကြီးတွေပါလို့ပြောလာတဲ့ဖွေဖွေရန်နာဘုံနဲ့ရွှေသမီးပရိသတ်ကြီးတို့ဤဖွေဖွေရန်နာဘုံနဲ့ရွှေသမီးတို့ဟာမြန်မာနိုင်ငံမှာမတိတူရှိအောင်နမည်ကြီးကြတဲ့ပရိသတ်ချစ်တော်မင်းသမီးတွေပဲဖြစ်ပါရဲ့နော်ဖွေဖွေအားဆိုရင်နော်မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးတွေတဲကတဦးပါဝင်ဖြစ်ပြီးပရိသတ်တွေရဲ့သဲဆွဲမင်းသမီးတက်လက်ဖြစ်ပါရီဒီမှာနဲ့ရွှေတူတန်းသူမင်းသမီးတွေအိမ်အောင်ပြုတ်သွားတာမှဖွေဖွေအားခုချိန်ထိအပြိုကြီးမမဖြစ်ရှက်တီးပြီးတော့ပရိသတ်တွေရဲ့အချင်းနဲ့တောက်ပနေစေပဲဖြစ်ပါရီအလားတူပါပဲရွှေသမီးနဲ့ရန်နာဘုံတို့ဟာလည်းရုပ်ရှင်ဇလန်တွေတွေဇကားတွေနဲ့ပရိသတ်ရှိကို ောက်လာကပရိသတ်ရဲ့အသေးဆွဲဖြစ်လာသူတွေပါရွှေသမီးဆိုရင်တော့ဗီယိုဇကားတွေခင်မာကလေးကပရိသတ်တွေရာစတင်ခဲ့ကြတယ်လို့ရန်နာဘိုဆိုရင်လည်းရုပ်ရှင်ဇလန်းတွေနဲ့ပရိသတ်တွေရဲ့ရင်းနှီးနေရာကိုယူထားတာဖြစ်ပါတယ်သူတို့နောက်ဦးစလုံးကလည်းစီနီယာမင်းသမီးဖွဖွင်းနဲ့အပြိုင်ပရိသတ်တွေရဲ့အားပေးမှုနဲ့အချစ်ကိုအတိအကျရောက်ထားနိုင်ကြသူတွေဖြစ်ပါတယ်မင်းသမီးသုံးတဲ့ဇလုံးဟာသူတို့ရဲ့ချစ်ဖို့ကောင်းတဲ့ပုံစံတဘာဝကြတဲ့တရုပ်ဆောင်ချက်တွေကြောင့်အမှုပညာလောကမှာသာမကအပြင်လောကမှာပါစံပွင့်နဲ့မင်းသမီးတွေလို့ဆိုရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးချစ်ဖို့ကောင်းတဲ့မင်းသမီးသုံးဆောင်ဇလုံးဟာလည်းအခုချိန်ထိချစ်ရတဲ့တင်ကိုတရားဝင်ကြညာ ားထားခြင်းရှိတာကြောင့်ပရိသတ်တွေကလုံးကသူတို့ကိုပရိသတ်ကြီးရဲ့မိုဘိုင်းအဖြစ်ချစ်ပုံနေရလေဖြစ်ပါသည်အထူးသဖြင့်သူတို့တွေရဲ့ဟန်ဆောင်မှုကင်းနေပြမှုအပြောဆိုနဲ့လွတ်လပ်တဲ့ဟန်ပန်တွေကပရိသတ်တွေရဲ့ချစ်ကိုဖန်ဆားထားနိုင်တာလေဖြစ်ပါသည်အထက်ကမှအမြင့်ပြပြောနေတတ်တဲ့စီနီယာမင်းသမီးဖွဲ့ဖွဲ့ကတော့အခုလက်ရှိမှာရွှေသမီးရနာဘိုတို့နဲ့ဖွဲ့ကြနေပြီးသူတို့ရဲ့ချစ်ဖို့ကောင်းတဲ့ပြမှုလေးကျင်လေးတွေကိုပရိသတ်တွေစီမှာထုတ်ပြောခဲ့ပါသည်ဖွဲ့ဖွဲ့ပြောလာတဲ့ပရိသတ်တွေကိုပြုံးရည်စေခြင်းတဲ့အချက်လေးတစ်ခုကတော့သူတို့၃ယောက်စလုံးကအရေးကြိုက်တာချင်းတူရဲ့လို့ဆိုတဲ့ချက်ပါပဲရှင်အနုပညာရှင်တွေအနေနဲ့အချင်းချင်း င်ဆောင်တော်လို့လက်လက်တောက်စားကြတဲ့တဘာဝအတိုင်းဖွေးဖွေးရှင်နာဖို့နဲ့ရွှေသမီးတို့ဟာလည်းတူတူတောက်လိရှိရလို့ဆိုပါရီအဲ့လိုရဲကြိုက်တာချင်းတွေထဲကမှဖွေးဖွေးကတော့အဖွဲထဲမှာတောက်နိုင်ဆုံးဖြစ်ပြီးရှင်နာဖို့ကတော့ဘလောက်တောက်တောက်ပုံစံပြက်လိမရှိပဲဘလို့တောက်တာမူတဲ့ပုံမပေါဘူးလို့သိရပါရီတဘာစလုံးကလည်းအသက်ရွယ်ပိုင်းခြားရအပြိုကြီးတန်းဝင်နေမလို့ဒီလိုမျိုးလူငယ်ပုံစံလွတ်လပ်ပျော်ပါကြတာကပရိသတ်တွေကိုတမျိုးသဘောကျစေပါရီဖွေးဖွေးကတော့အပြိုကြီးပဲလုပ်မယ်လို့ဟစ်ကြွေးထားသူပဲပဲရှင်နာဖို့နဲ့ရွှေသမီးတို့ကလည်းသူ့လိုပဲအပြိုကြီးလုပ်ပြီးတော့တူတူတောက်ပါကြဖို့တိုက်တွန်းထားပါသေးတယ်။၃ရက်စလုံးကအရေး က်ကြိုက်တဲ့ပြိုကြီးတွေမလို့သူတို့ဖွဲ့ဟာကမန့်စတွေမိတယ်လို့ဆိုရမှာပါနော်။ဒါပြင်တဝဆလုံးဟာလေပွင့်လင်းလင်းလင်းနဲ့ပျော်ပျော်နေတတ်တဲ့တိုက်မလို့ပရိသတ်တရားလေးဒီချစ်စရာကောင်းတဲ့မင်းသမီး၃ယောက်အတွဲလေးကိုပြိုကြီးဖြစ်ပို့ပြီးတော့မြင်ကျင်နေကြပါရင်အမြဲပျော်ပျော်နေတတ်ပြီးတော့ရှိကိုရှိတိုင်းထုတ်ပြတတ်တဲ့ဥပညာရှင်တွေဖြစ်တာကြောင့်တာမန်ဥပညာရှင်တွေထက်ကောမှာပရိသတ်တရဲ့ချစ်ကိုပိုရနိုင်သူတွေဆိုရင်လည်းမမပါဘူးရှင်။ဒါကြောင့်ဖွေဖွေရှေသမီးနဲ့ရှန်နာဖို့ဒီမင်းသမီး၃ယောက်ဆလုံးရဲ့ပရိသတ်တရားတော့သူတို့ရဲ့ရဲကြိုက်တာချင်းတူတယ်ဆိုတဲ့ချက်ကတကယ်ကိုမှသဘောကျခြင်းစရာကောင်းမယ်ဆိုတာသိချပါပါပဲ။ဒီလိုမျိုးပေါ်ပါပြီးချစ်စရာကောင်းတဲ့ပုံစ ဆန်လေးကိုလေပရိသတ်တွေကအမြင်မြုံနေကြမှာဖြစ်လို့မင်းသမီးတွေအနေနဲ့လေသူတို့ရဲ့ပျော်စရာခိုက်တံလေးကိုပရိသတ်တွေတိထက်ပို့ပြီးတော့မျှဝေဖို့မျှော်လင့်နေကြပါတယ်သူတို့ရဲ့ရိုက်ကြက်တွေပြောခဲ့ကြတာကိုအချို့ပရိသတ်တွေကပုပ်ပွင့်လေးလေးနေတတ်တယ်ပြောဆိုပြီးတော့သဘောကျနေကြသလိုအချို့သူတွေကလည်းမီဒီယာမှာအခုလိုမဖြစ်သေးဘူးလို့ဝေဖန်နေကြပြန်ပါတယ်အခုကြည့်နေတဲ့ပရိသတ်ကြီးတွေမှာရောဖွဖွေရွှေသမီးနဲ့ရန်နာဘိုးတို့လိုအရေးကြိုက်တဲ့ပြုတ်ချူတွေပါလားရှင်အကောရေးရှိတယ်ဆိုရင်တော့ကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်နော်